ရှင်းလို့သိမိသွားပြီလားဒိုအေတင်ကိုနဲ့ပြဿနာတက်တဲ့သမီးဆိုးကအဖမ်းခံလိုက်ရပြီဆိုတဲ့သတင်းတွေကိုတက်နေတယ်ပေါ့နော်အဲ့ဒါနဲ့ကျမလည်းသမီးဆိုးရဲ့အကောင့်ကိုသွားကြည့်လိုက်တဲ့ခါကျတော့သမီးဆိုးရဲ့အကောင့်က၄ရက်တီးတီးရှိပြီ online မတက်တာလေ online မသုံးတာ၄ရက်တီးတီးရှိပါပြီအာဒိုအေတင်ကိုကသမီးဆိုးကိုပြင်ဦးလင်မျိုးနေရာနဲ့ဥတိုက်ပြီးတော့ဒါဟိုတရားစွဲဆိုတာပေါ့နော် အဲ့တော့အခုသမီးဆိုအဖမ်းခံရတယ်ဆိုတဲ့သတင်းတွေကိုလည်းဒေါ်အေးတင်ကိုရဲ့အကောင့်မှာအဲ့လိုပုံစံမျိုးနှီးပါတင်ထားတာတွေ့တယ်ဒါဆိုရင်တော့ကျင်းသေးအဖမ်းခံရဖို့နှီးစက်နေပြီပေါ့နော်အတခြားသတင်း page တွေမှာလည်းဒီလိုမျိုးတွေတွေ့တယ်ပေါ့နော်အာသူတို့ရဲ့ပြဿနာတွေကကျမတို့နဲ့တော့မဆိုင်ဘူးမှန်ပါတယ်ဒါပေမဲ့အာဒေါ်အေးတင်ကိုကဒေါ်အေးတင်ကိုတို့ဖြစ်တဲ့ပြဿနာအဓိကကကြတော့ လူမှုရေးပြဿနာကနေပြီးတော့စကားအနိုင်လူရင်းနဲ့နိုင်ငံရေးတွေအထိပါနိုင်ငံရေးဆိုတာကကြတော့လူတိုင်းရဲ့အထီးထီလွယ်ရှလွယ်တယ်လေနော်အဲ့တော့သမီးဆိုးကလည်းနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့တိုက်တယ်ပေါ့ကွယ်အဲသူတင်ထားတဲ့ post အရာဆိုရင်လေအဲဒိုအေးတင်ကိုအနေနဲ့ကလည်းဒီလိုထီလွယ်ရှလွယ်တဲ့နိုင်ငံရေးနဲ့တိုက်ခတ်ရတဲ့အတွက်သူကလည်းရေစုံမြေစုံလိုက်ပြီးတော့ဒီလိုမျိုးပြန်လဲဖြည့်ရှင်းခိုင်းတာပေါ့အဲ့တော့သူကပြန်လဲပြီးတော့ဒီပြဿနာကိုဖြည့်ရှင်းပြီးရင်ဒီအမှုကိုဟိုပြန်ပြီးရုပ်သုံးပြမဲ့သဘောမှရှိတယ်မဖြည့်ရှင်းဘဲနဲ့ရှောင်ပုံးနေလို့သူ ူကလည်းတရားစွဲဆိုရဲလို့တင်ထားတာတွေ့တယ်ဗောနော်အခုကတော့မိသွားပြီထင်တယ်အဲတခုရှိတာကအာတမိစိုးကအမေရိကန်နိုင်ငံသားခံယူထားတာဖြစ်တဲ့အတွက်သူတို့ရဲ့အမှုကဘယ်လိုပုံစံမျိုးတွေဖြစ်လာအောင်မလဲတော့မသိဘူးဗောနော်ဒါတော့သတင်းတွေကတော့ထပ်ပြီးတော့တက်လာအောင်မှာပါနော်အားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးပါ People Media ဖြစ်ပါတယ်ဗျာဒီနေ့အော်တိုဘာလ12ရက်နေ့တင်းတင်းကုန်နေဖြစ်ပါတယ်တော့ဒီနေ့တင်ပြပေးခြင်းသတင်းကကျွန်တော်တို့ကျွန်တော်တို့ဒီပွဲတွေပွဲတွေမှာအများအားတွေ့နေရတဲ့တမီးစိုးတမီးစိုးကိုတမီးစိုးကို ဒါသက်ဆိုင်ရာကဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်ထိန်းသိမ်းလိုက်ရတဲ့အကြောင်းရင်းကသမီးတို့ကသူပြည်ပမှာနေစဉ်ကာလကဒီမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံမှာနေထိုင်တဲ့သူတွေကိုသူကပွဲတွေရှာတယ်ဗျာပွဲတွေရှာပြီးတော့သူအမျိုးမျိုးဆွတ်ဆွဲပြီးတော့ပြောဆိုမှုတွေလုပ်တယ်အဲ့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့ဒါတော်တော်လေးကိုခင်ဗျားတို့လည်းတော်တော်လေးစိတ်ဝင်စားမှုတွေလည်းရှိခဲ့ကြတယ်အဲ့ဒီမှာမိုက်အင်တင်ကိုနဲ့ဒီသမီးစိုးကလည်းပွဲတွေဖြစ်ခဲ့ကြတယ်ဒီသမီးစိုးမြန်မာနိုင်ငံရောက်တဲ့အခါမှာဆိုရင်လည်းသူတို့နဲ့ချင်းပြီးတော့ဗျာဘယ်နေရာမှာတွေ့မယ်ဟိုနေရာမှာတွေ့မယ်ဒီနေရာမှာတွေ့မယ်ဖြစ်ကြတယ် တော့ဒီသမီးစိုးကပြည်ပမှာနေထိုင်စဉ်ကဒီမတ်အစ်တင်ကိုသူပြောဆိုမှုတွေရှိတယ်အဲ့ဒီပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ဒါမတ်အစ်တင်ကိုကဒါသူ့ကိုဒီသူ့ကိုဒီဂုံသိက်ကကြောက်ဆွဆွဲမှုတွေပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတော့သူကပြည်ဦးလင်မျိုးမရက်စကန်မှာ6ရက်10လ2025ခုနှစ်မှာအမှုပွင့်ခဲ့တယ်တနည်းအားဖြင့်ကျွန်တော်တို့အော်တိုဘာလ6ရက်နေ့မှာအမှုပွင့်ခဲ့တယ်မတ်အစ်တင်ကိုကနေပြီးတော့သမီးစိုးကိုအမှုပွင့်ခဲ့လာပါဖွင့်ခဲ့တာကပြည်ဦးလင်မျိုးမရက်စကန်မှာအမှုပွင့်ခဲ့ပါတယ်ပါနံပါတ်က 215မြင်းဆောင်235စက်တော်ဥပဒေပုံမှာ66နဲ့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်အမှုဖွင့်ခဲ့တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအော်တိုဘားလ12ရက်နေ့မှာသမီးစုကိုသက်ဆိုင်ရာကဒါခေါ်ယူဟိုဖမ်းဆီးလိုက်တယ်ဗောဗျဖမ်းဆီးထိန်းသိမ်းလိုက်တယ်ဗောဒါလို့ဖြစ်ခဲ့ပါတယ်အဲ့တော့ခင်ဗျားတို့လည်းသမီးစုနဲ့ပတ်သက်တဲ့ပွဲတွေကတော့ခင်ဗျားတို့ခဏနားတော့နားတော့မတည်ဘူးလေလက်ရှိတော့ဒီသက်ဆိုင်ရာသမီးစုတော့ကျွန်တော်တို့ခေါ်ယူထိန်းသိမ်းသွားပါတယ်ထိန်းသိမ်းရတဲ့အကြောင်းရင်းကမိုက်အသေးကုန်းနဲ့သူတို့ဖြစ်တဲ့ပွဲ အဓိကတော့ဗျာကျွန်တော်မအင်သေးကွာအသူ့ပေါ်ဒီဒီတမီးဆိုးရဲ့ပြောဆိုမှုကသူ့ရဲ့ဂုံသေးခါကိုနင့်နာတယ်ထိခိုက်တယ်အဲ့မှသူလည်းပြောတာတွေ့ရပါလေပါလေဟိုကျွန်တော်လည်းသူတို့ကိစ္စပြောချင်ပါအောင်ဗျာဒါကျွန်တော်ကသတင်းကိစ္စကြောင့်ကျွန်တော်ပြောတာပါဟိုမအင်သေးကွာပါလေအဲ့လိုပဲဟိုသူကိုယ်ကိုယ်ကိုယ်တာလေဗျာအများကြီးပြောတယ်ဗျာကျွန်တော်တိတ်မပြောချင်ဘူးဗျာအဲ့ကိစ္စကြတော့လေကိုယ်ကိုယ်တာအဓိကကျွန်တော်တို့တင်ပြပေးချင်တာကခင်ဗျားတို့အာဒီအပိုင်းမှာခင်ဗျားတို့ပွဲနေတော့ခင်ဗျားတို့ရှားတာတော့ခတ်သွားလိမ့်မယ်။ဘာကြောင့်လဲဆိုတော့တမီးစိုးနဲ့အဲတမီးစိုးနဲ့ကျွန်တော်တို့အေတင်ကိုရပွဲ အဲ့ဒီမှာပွဲတွေပွဲတွေပြည်ပမှာလည်းဖြစ်တယ်ပြည်တွင်းမှာလည်းပွဲတွေအကြီးဖြစ်ခဲ့တယ်အဲ့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့အေသင်ကိုကသူ့ရဲ့နင်းနာမှုနဲ့ပတ်သက်ပြီးတော့အော်တိုဘာလ6ရက်နေ့မှာပြုံးလင်းမျိုးမှာရက်စကန်မှာအမှုဖွင့်ခဲ့ပါတယ်ဆက်သွယ်ရေးဥပဒေပေါ်မှာ66နဲ့အမှုဖွင့်တိုင်ကြားခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့အော်တိုဘာလ7ရက်မှာဒါတမိဆိုးကိုတက်ဆိုင်ရာကနေပြီးတော့ခွဲဦးထိန်းသိမ်းလိုက်ကြောင်းသိရပါတယ်အားလုံးကျေးဇူးတင်ပါတယ်